ဟိုတပြေကြောင့်တောင်းကလေးကိုမထိနဲ့တော့ဩပထမအဲ့အဲ့ကလေးကိုမထိနဲ့ဆိုတော့ဟာလေးခါရနေဟဲ့ငါ့ကိုတဲ့ပြောကြတော့မှာပဲတဲ့စိတ်ညစ်စရာကြီးပေါ့နော်အဖိုးကြီးတက်ကြီးမှာပဲညှပ်တယ်ဆိုပြောကြရမှာပဲဆိုတော့ဒီကလေးညကခုလိုမျိုးပောက်သွားတဲ့အချိန်မှာအားလုံးကဒီကားထဲမှာလေကိုထင်တိုင်းနဲ့တလွဲဖြစ်ခဲ့တာပေါ့နော်အဲ့ချိန်မှာကိုကကြောက်ကိုကမုံလိမ့်မယ်လို့ပဲထင်ထားတာဘာဖြစ်လို့လဲဆိုတော့ကိုကနောက်မှလုံလဲမင်းနဲ့ဘေးမင်းနဲ့ဘေးတကူကအရန်ခေါင်းခေါင်းချင်စရာလေးတည်ရမလားအသေးရချင်စရာဆို အဲဒီကပို့ပြီးတော့ challenge ဖြစ်တာပေါ့เนาะပြီးလို့ရှင်မျက်နှာအဲ့လို spray မျက်နှာလုံးရတာတွေရောလောဘလေးနဲ့နဲ့မြားသွားတာဖြစ်တဲ့အတွက်ဒုက္ခရောက်သွားဘွာဟုတ်တပြေလေးအရန်ပျော်နေပါအာရဂျင်နဲ့ဝမ်းသာဟုတ်တပြေကြောင့်တယ်ကလေးကိုမတီးနဲ့တော့ ကလေးဟိုမထိနဲ့ဟေးကလေးကလေးခိုင်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့ဒါလေးကပြိတ္တကြမှာအရင် viral ဖြစ်သွားရယ်ပေါ့နော်ဆိုတော့ဟိုကိုရီးယားကျတော့အရင်တော့လေမထင်တာဟိုဒါတကယ်လုံးဝမထင်တာဟုတ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့တရုတ်ဆောင်တဲ့အချိန်မှာတော့အလုံးကတော့ဟိုစင်းနိုင်အောင်လုပ်ရရှိရလုပ်နေရပဲအပြည့်လည်းပေးဆက်ကြတယ်အပြည့်လည်းတောင်းဝင်ကြည့်ကြရယ်ဆိုတော့ဒီခန်းလေးပောက်သွားမယ်လို့ကိုစိတ်ထဲမှာလုံးဝမထင်တာဟုတ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာတော့ဟိုအဲ့အချိန်မှာကိုကကျတော့ကိုကိုမုန်းလိမ့်မယ်လို့ပဲထင်ထားတာဘာဖြစ်လို့ဆိုတော့ကိုကနောက်မှလုံနေမင်းနဲ့မင်းနဲ့ဘေးတကူကအရင်ခေါင်းခေါင်းချန်စရာလေး လေးတည်ရမလားအသက်ရချင်းစရာဆိုငါ့ရော မုံတော့မသေးကြရဲပေါ့ဒီတပြည့်တပြည့်ကငယ်ဘဝလေးမှာတော့အဲ့လိုမျိုးအမုန်းမခံရတော့ဘူးပေါ့နော်ဟိုစိတ်ထဲမှာတွတ်ထားတာပေါ့နော်အဲလေးခိုင်နဲ့ယူပြီးတော့လေးခိုင်နဲ့အဲ့လိုမျိုးဖြစ်ပြက်တည်ရမလားဖိုးနီကိုအဲ့လိုမျိုးလုံးတယ်အဲ့ချိန်မှာကိုနောင်မှပဲပရိသတ်တယောက်နေနေချိန်နဲ့ဖိုးနီကိုရန်တနာဝါ ဖိုးနေရတောင်းမပါနဲ့တော့ပြောချင်တယ်အဲ့လိုမျိုးမှနော်အဖေအဖေသူ့မှာသူ့ချစ်တဲ့ကောင်းမလေးအတွက်ရောသိရမှလားသူ့အဖေအတွက်ဘလို့ခံစားရမှမသိဘူးဖြစ်နေရလေသူ့နေရာဝင်ခံစားမိပြီးတော့ကိုကသူ့အပြတ်အားနာသွားဟုတ်ကဲ့ဟုတ်အဲ့အစင်းလေးပေါ့နော်အဲ့ဟာလေးကလုံးဝဟိုပြိတ္တကြားမှာဘယ်လိုပြောရမလဲထိုးစရာလေးလည်းဖြစ်သွားတယ်ပောက်တာလေးလည်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဟုတ်ရှင်းနေပါတယ်အစတော့ခလေးလေးပါခလေးပါဆိုပြီးတော့လေဟဲ့ခလေး ဒါကြီးကကလေးလားအဲ့ဆိုရှင်เนาะစကားအမြင်မပြောရအောင်ကလေးပြီးသွားလို့ရှင်ဒါကြီးကကလေးလက်ပြတ်မပြောဟုတ်ကဲ့ဟုတ်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 ပထမတော့ပထမတော့ဗောနော်ကိုကိုတိုက်လို့ရှင်လို့ဗောနော်ပြီးလက်ပြီးတော့တကယ်တော့ခွမ်းဝါအဲ့လိုမြတ်ဆန်းနဲ့နန်းတို့မကိုက်ဘူးပြတ်သွားဟုတ်တယ်ကြောင့်တယ်ကလေးကိုမတီးနဲ့ အော်ပထမအဲအဲခလေးကိုမထိနဲ့ဆိုတော့ဟာလေးခါရံညဟဲ့ငါ့ကိုတဲ့ပြောကြတော့မှာပဲတဲ့စိတ်ညစ်စရာကြီးပေါ့နော်အဖိုးကြီးတက်ကြီးမှာပဲညပြတယ်ဆိုပြောကြမှာပဲဆိုတော့တကယ်တမ်းညအခုလိုမျိုးပေါက်သွားတဲ့အချိန်မှာအားလုံးကဒီကားထဲမှာလေ ကိုထင်တိုင်းနဲ့တလွဲဖြစ်ခဲ့တာပေါ့နော်ပြိတက်ကကြိုက်သွားတဲ့စင်းလေးဖြစ်သွားတာပေါ့နော်ကိုဆိုလဲအဲ့ခိုင်းကြအရန်မုံတော့မာတင်လာမျက်နှာဘေးကဆွဲလုချင်စရာလေးဆိုပြီးတော့အဲ့လိုမျိုးတွေးခဲ့တာဆိုဒါပေမဲ့ပြိတက်ကအဲ့လိုချစ်သွားတဲ့ viral လေးတခုဖြစ်သွားအရန်ပျော်ပါတယ်အဲ့လိုချစ်ပေးတဲ့ပေါ့နော် throw ပေးတဲ့ပြိတက်တွေကိုလည်းအရန်ကျေးဇူးတင်ပါတယ်လို့ဟုတ် ောလို့ပေါ့ဆက်ပြီးမျက်နာတက်တက်ဆိုအများကြီးဟုတ်เนาะနောက်ကနေလာဆိုရင်ကျောင်းသွားတဲ့ဟာဘယ်လိုရေနောက်ကတစင်ကြီးကျောင်းသွားရင်မျက်နှာပေးရဆာဟုတ်အရင်ပေါ်ကြကြတော့ဟုတ်ပြောပြပေါ့ဟုတ်အဓိကတော့အခန်း item ပေါ့เนาะအဲ့ဒီဒီအခန်း item ကိုညီမအရန်ယူရအရန်ကြိုက်တယ်ဘာဖြစ်လို့ဆိုတော့ item ခိုးတာပေါ့เนาะပြောရမယ်ဆိုလို့ရှင်ဟို series ဖြစ်တဲ့အတွက်လေဟိုကိုခိုးကျင်တော့ခိုးလို့ရတယ်ဂျူရေးရှင်းရလည်းရရဆိုတော့ ဆိုတော့အရင်ကတော့ကိုတန်ရတန်ရပေါ့နော်ဆိုတော့အခန်းအိုင်တင်တွေလိုက်လုံးဝတာအရင်သဘောကြတယ်အဲဒီမှာလည်းဒီဆက်ကလည်းလှုပ်လှုပ်ကောင်းတဲ့ဆက်ဖြစ်နေတာကိုသိရမလားအားရပိုက်ရလေးကျွေးလို့ရတယ်သိရမလားအိုက်တကျွေးလို့ရတဲ့ character ဖြစ်နေတော့လေ အော်ရသမျှအပြည့်ခိုးတော့တာပဲရသမျှမချမ်းခိုးတာသူ့ဟာသူမလွန်ဖြတ်လိုက်မယ်ဆိုပြီးတော့တောက်လျှောက်ခိုးတော့ကိုယ်လည်းပြီးတော့ဟိုအလုံးလုံးရတဲ့လူတွေကလည်းကို family လို့ဖြစ်နေရဲ့ဆိုတော့ဘယ်သူမှလည်းဘာမှမတားဘူးလေလှုပ်ချင်တာလှုပ်ဟုတ်အဲ့လိုမျိုးလေးပေါ့နော်ဟုတ်ဟုတ်ဟုတ်ကိုယ်လွက်ွက်လေးလည်းပေါ့နော်ဟိုအပြည့်ရှူမယ်ပြီးလို့ရှင်ကိုကိုယ်တိုင်လည်းဒီဆက်ပေါ်မှာတောင်းဝေးခြင်းအောင်စူးစမ်းမယ်လို့တွေးထားတာဖြစ်တဲ့အတွက်အဆန်းကုန်စူးစမ်းခဲ့ပါတယ်ဟုတ်ကဲ့ ညညော်ရအားလုံးကောက်ကောက်မမနေတိုင်းမငါလုတ်ခဲတာကြီးပဲသိလားဟုတ်ပါဘူး comment တွေ့ဟုတ်ဟုတ်အဲ့ဒါလေးလည်းတွေ့တယ်ဗောနော်အမှန်တမ်းပြောရရင်ကားတွေကလေလွတ်နေအချိန်ကြီးအဲ့လိုဇက်တိုက်လေးလိုဖြစ်သွားတာဗောနော်ဘန်နဲ့တော့ဂျားထဲမှာရိုက်ထားတဲ့ကားတွေလည်းရှိတယ်အဲ့ဒါတွေကမထုတ်သေးရလည်းရှိရဗောနော်ဆိုအဲပရိသတ်ကိုချပြအချိန်မှာတောက်လျှောက် V lane တောက်လျှောက်အဲ့လိုနှိုက်တာတောက်လျှောက်အဲ့လိုအဖြစ်ခံအဲ့လိုမျိုးတွေဖြစ်နေရတယ်ပါတယ်ဗောနော်အဓိကတော့ညီမတို့ကလည်းဒီဇက်တွေကရတဲ့အချိန်ကြီးဟိုထုတ်လင်းပြတ်သားရတာဆိုတော့လေ ဇက်တီတစ်ဆက်ပြီးတစ်ဆက်ပြီးတဲ့အချိန်မှာဇက်တူနေရင်တော့မပဲပေါ့နော်ဥမာဇက်တူနေရင်ကာရိုက်တာတူနေရင်တော့မပဲညီမဟိုတရုတ်ဆောင်မတူအောင်ပေါ့နော်အကောင်းဆုံးကြိုးစားနေပါတယ်ဒီဇက်ပေးတဲ့သူတွေရဲ့ပုံမှာပေါ့နော်ဟိုဇလန်းတစ်ခုပေါ်မှာကိုအထူးသဖြင့်ကိုကြိုက်တဲ့ဇလန်းနေမှာဆိုလို့ရှိရင်ပို့လို့တော့တောင်းဝင်ကြည့်ချင်တယ်ပေါ့နော်ဆိုတော့ဟိုညီမအကောင်းဆုံးတောင်းဝင်ကြည့်အောင်လို့ကြိုးစားနေပါတယ်လို့ဟုတ်ကဲ့ဟုတ်ကောင်းကြောင်းထွက်နေလောက်လောက်ရမယ်မိုးနော်ကြောက်တတ်ရမှာလေစာတင်ရမှာလေဟဲ့ကဘာမင်းလောင်ရင်တော့တားမအောင်ချနေရရပါပဲ ကငါမှမမြင်ပါဘူး။အော်ကျောင်းထွက်ခိုင်းနေကျောင်းထွက်ပြီးတော့လှုပ်ထွက်လှုပ်ခိုင်းနေအဲ့လိုမျိုးလေးပေါ့နော်။ဟိုဒီခန်းဒီမှာဆိုလို့ရှင်လေဒါကြတော့လေကိုညမဘက်ကိုပြန်ပြီးတော့ပြလိုက်တော့ကိုညမဒီလိုလှုပ်နေရတာမြင်ရတာစိတ်မချမ်းသာဘူး။ပြီးတော့ဟိုဒီလိုဘဝမျိုးနဲ့လေ तू မထားကျင်ဘူး။ဒီထက်ပိုပြီးပြည့်စုံတဲ့ဘဝနဲ့သူဒီမိသားစုကိုထားကျင်နေပေါ့နော်သူမှလောဘတော့ရှိတာပေါ့နော်အဓိကတော့တပြေကလောဘလေးနဲ့နဲ့မြားသွားတာဖြစ်တဲ့အတွက်ဒုက္ခရောက်သွားတော့ဘွာဆိုတော့ဒါအမအမအမကြီးကိုအပေါ်ချင်းပြတ်တယ်ရှုံးဟုတ်ကဲ့ ဟုတ်ကဲ့အဲအဲအမောက်ဆူကျင်တာအမောက်ဆူကျင်ရတာဒီမောက်ပဲဆူလိုက်ပါတော့လို့ဒီမောက်ကိုမပြန်ဆူပြီးတော့အဘူကျူးလေးခေါ်သွားပါတော့ဟုတ်ကဲ့ဟုတ်တကယ်ပေးလိုက်မှာပေါ့ဟုတ်တကယ်ပေးမယ်တကယ်ပေးမယ်ဆိုကုန်းအောင်မဟုတ်တာဟုတ်ဟုတ်တစ်ခါတည်းလဲကြာအချက်တည်းလဲရနေမိမိနင်ရမ်းရှာချေတယ်နော်နင်တော့အငယ်ငါ့အကြီးငါတရားလုံးရှိပါသေးတယ်အခုတော့တိတ်ခါအကြင်းဆင်းရဲတဲ့သူတွေရဲ့ခံစားချက်ကလေဆင်းရဲဘူးဆင်းရဲဘူးတဲ့သူတွေပဲတည်ရဲ့ ပေါ့နော်တကယ်ခံစားဘူးတဲ့သူတွေပဲတည်တယ်ဟိုဘယ်လိုပြောမလဲဆင်းရဲတဲ့ဘဝကိုရောက်ဘူးတဲ့သူတွေပဲဆင်းရဲတဲ့ဒဏ်ကိုတည်တယ်တကယ်တမ်းလဲဆင်းရဲလို့ရှင်ဘာမှအဆင်မပြေဘူးအဲအားကြောင့်မလို့ညီမပြောတာညီမအဲ့ထဲကဒါရလောက်တယ်ညီမအရင်သဘောကျတယ်လို့ဟုတ်ဆင်းရဲတဲ့ခါကြလို့ရှင်ကုညီခြင်းနဲ့သူလဲမရှိတော့ရှားတယ်လေဟုတ်ပြမောအဲ့လိုကိုယ်တိုင်းတွေ့ဟုတ်ဟုတ်အဲ့လိုမျိုးလေးပေါ့နော်အပြင်မှာဆိုလို့ရှိရင်လည်းဟိုကိုမရှိတဲ့ချင်းဆိုလို့ရှိရင်ကုညီချင်းတဲ့သူကလက်ချွေးရည်လို့ရပါတယ်တကယ်ကုညီတဲ့သူတွေလည်းရှိပါတယ်တချို့ကိုပြောချင်တာပါဟုတ် အဲဒီကပို့ပြီးတော့ challenge ဖြစ်တာပေါ့เนาะပြီးလို့ရှင်မျက်နှာအဲ့လို spray မျက်နှာလုံးရတာတွေရောအဲ့အဲ့လိုမျိုးပေါ့เนาะပြီးလို့ရှင်ဒီမှာရိုက်ကူးရေးမှာလည်းအနောက်ဖြတ်တွေအများကြီးရှိခဲ့တယ်အဓိကတော့ရာသီဥတုပေါ့เนาะရာသီဥတုနောက်ဖြတ်တွေရှိခဲ့လို့အဲနားလိုက်ရတာတွေရောပေါ့เนาะအဲ့လိုမျိုးလေးလည်းရှိခဲ့ဆိုတော့ဟိုဒီကောအရန်မျောလင်းထားတယ် အဲဒါအခုမှတပည့်ရဲ့တပည့်ရဲ့ဘဝ lifestyle ပေါ့နော်ပြောပြောရမယ်ဆိုရင်ချီချူးမစောကြပါနဲ့အောင်ချစ်ပေးတာလည်းမစောကြပါနဲ့အောင်လို့တပည့်ကပြောချင်ပါတယ်တယောက်ချင်းစီကိုလည်းအရင်ချီချူးတင်ပါတယ်ချီချူးပေးတဲ့သူတွေရောဟိုဘလိုပြောလဲဝေဖန်ပေးတဲ့သူတွေကိုလည်းတရားပြည့်မမြင်ပါဘူးအားလုံးဟိုပြစ်သက်ပြောသလိုမျိုးပေါ့နော်ဟိုဘလိုပြော perfect မဖြစ်နိုင်အောင်ပါပဲနောက်ထပ် character တွေကိုအကောင်းဆုံးဖြစ်အောင်ထပ်ပြီးတော့စူးစမ်းမယ်ပြီးတော့ character တွေပြောင်းနှိုင်းအောင်လည်းစူးစမ်းပါမယ်အဲ character တွေပြောင်းလဲပြောင်းထားပါတယ်နောက်ထပ်ထပ်ထွက်လာမယ့် series မှာဆိုလို့ရှိရင်လည်း အများကြီးပြောင်းလာရဲပေါ့နော်ဒီအရှိရာကာရိုက်တာတွေနဲ့မတူအောင်အများကြီးစူးစမ်းထားရဲပြီးလို့ရှိရင်နောက်ထပ်ယုံကြီးကားတွေမှာလည်းညမကာရိုက်တာပြောင်းလာရဲအများကြီးထွက်လာအောင်ပဲပေါ့နော်အဲ့ဒီတော့ပရိသတ်ကစိတ်ရှိရှိလေးနဲ့စောင့်မိကြပါအောင်လို့စောင့်ပြီးတော့လည်းအားပေးပါအောင်လို့တရားပြောချင်ပါတယ်ရှင်ဟုတ်